တအိမ်ကောင်းကင်စာကအမျိုးသမီးတွေမှာအတော်လေးအဖြစ်များလာတဲ့ကျန်းမာရေးပြဿနာတစ်ရပ်ပါတအိမ်ကောင်းမှာတအိမ်ကောင်းကင်စာအပြင်တခြားရောဂါတွေလည်းဖြစ်နိုင်ပါတယ်ဥပမာတအိမ်ကောင်းပိုးဝင်တာမျိုးပေါ့နော်နေထိုင်စားသောက်မှုပုံစံတွေကိုတခြားလေးကယူဆိုင်ပေးတာကလည်းတအိမ်ကောင်းကျန်းမာရေးကိုကယူဆိုင်ရရောက်ပါတယ်ဒါကြောင့်ဒီတစ်ခေါက်မှာတော့တအိမ်ကောင်းကျန်းမာရေးအတွက်ဘာတွေစားပေးရမလဲဆိုတာကိုပြပြပေးခြင်းပါတယ်ရှင် တအိမ်ကောင်းဆိုတာကြွက်သားတွေနဲ့ဖွဲ့စည်းထားတဲ့ပြုံပေါ်စံအစိတ်အပိုင်းတစ်ခုပါတအိမ်နဲ့မိမကူကိုဆက်သွယ်ပေးထားပါတယ်တအိမ်ရဲ့လေရန်လို့လည်းခေါ်ကြပါတယ်တအိမ်ကောင်းကတအိမ်နဲ့မိမကူကြားဆက်သွယ်ပေးထားတဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်ရှင်ဒေဗီလေးမွေးဖွားချိန်မှာလည်းတအိမ်ထဲကဘီဘီလေးကိုမွေးလဲကြောင်းနေတဲ့ဆင့်မွေးဖွားလာစေဖို့အတွက်ဆက်သွယ်လှုပ်ဆောင်ပေးပါတယ် တအိမ်ကောင်းကအရင်ကြီးတဲ့တခုမကတော့တာဝန်တွေကိုလုံးဆောင်ပေးနေတာပါ။ယာတီဆက်ဝင်အတွင်းမှာဆိုရင်တရေအောင်စီဖို့အတွက်တအိမ်ကောင်းအဆွဲမေးတွေကိုထုတ်ပေးပြီးတော့တုတ်ကောင်နေမိမကိုတဲကနေတအိမ်စီကိုရောက်ရှိအောင်ပို့ဆောင်ပေးပါရယ်။မိဘွားချိန်မှာလည်းပေဘီလေးကိုမွေးလမ်းကြောင်းနဲ့တစ်စက်ပြင်ပအောင်ရောက်ရှိအောင်ပို့ဆောင်ပေးဖို့လမ်းကြောင်းဖွင့်ပေးပါရယ်။တအိမ်တော့ဗဒိရီယာတွေနဲ့ပြင်ပအရာတွေဝင်ရောက်တာမျိုးရှိအောင်လို့လည်းကာဝတ်ပေးပါရယ်ရှင်။နေ့စဉ်စားသောက်မှုပုံစံထဲမှာတစ်တီတွေဟီးလီးဟီးတွေပါဝင်အောင်စားသုံးပေးတာကကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာကိုသိထားပါ ာဖြစ်မှာပါဒီတစ်ခေါက်မှာတော့တအိမ်ကောင်းကျမ်းမာရဲ့အတွက်ဘာရီစားရမလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်เนาะပထမတစ်ခုကတော့ဖယုံသီးပဲဖြစ်ပါတယ်ရှေဖယုံသီးကြောက်ဖယုံသီးတို့လိုမျိုးဖယုံသီးတွေမှာဆိုရင်ဘီလာကယ်ရိုဒင်းလို့ခေါ်တဲ့ဒရိုးစနစ်ပစ္စည်းတွေကျော်သွားစွာပါဝင်နေတာကြောင့်ခန္ဓာကိုယ်အတွက်အလွန်လောက်တဲ့ဗီတာမင် A ရရှိစေဖို့ထောက်ကူပေးနိုင်မှာပါအထူးသဖြင့်ရှေဖယုံသီးမှာဆိုရင်ဘီလာကယ်ရိုဒင်းတွေကျော်သွားစွာပါဝင်နေပါတယ်ဒါကြောင့်တအိမ်ကောင်းကျမ်းမာစေဖို့ဆိုရင်နေ့စဉ်စားသုံးမှုတွေမှာဖယုံသီးပါဝင်အောင်စားသုံးပေးပါရှင်နောက် တစ်မျိုးကတော့ grapefruit ပါ grapefruit မှာဆိုရင်တရေကောင်းကျန်းမာရေးကိုထောက်ကူပေးနိုင်တဲ့ lycopene ပါဝင်ပါတယ် grapefruit ထဲမှာ carotene နဲ့ဝင် beta carotene တွေလည်းပါဝင်နေပါတယ်ဒီအာဟာရဓာတ်ကတရေကောင်းကင်ဆာဖြစ်စေနိုင်တဲ့ ABW ကုသမှုကုသရမှာလည်းအသုံးပြုကြပါတယ်ဒါကြောင့်တရေကောင်းကျန်းမာစေဖို့ဆိုရင်ပန်းရောင်တန်းနေတဲ့ grapefruit ကိုစားပြုရပါတယ်နောက်တစ်မျိုးကတော့ခရမ်းကျဉ်ကြီးပါနော်ခရမ်းကျဉ်ကြီးမှာတရေကောင်းကျန်းမာရေးကိုထောက်ကူပေးနိုင်တဲ့ lycopene ပါဝင်နေပါတယ်အကြောင်းကတော့ခရမ်းကျဉ်ကြီးမှာလည်းက ာလိုရီနိုင်းနဝင်ပြီးတာကာလိုရီနေပါဝင်နေတာကြောင့်ဝယ်ဖြစ်ပါတယ်ဒီအာဟာရဓာတ်ကတိုင်ငေါကိစ္စဖြစ်စေနိုင်တဲ့ ABV ကူးစက်မှုကိုကုသရမှာလည်းအသုံးပြုကြပါတယ်ဒါကြောင့်တိုင်ငေါကျန်းမာစီဖို့ဆိုရင်ခရင်ချင်းကြီးကိုလည်းစားပြလို့ရပါရဲ့ရှင်နောက်တစ်မျိုးကတော့ဘန်ကော့ဘီစိမ်းမှာ folate လို့သိကြတဲ့ဗီတာမင် B9 ပါဝင်တဲ့ဘန်ကော့ဘီစိမ်းဟာဆိုရင်မျိုးဆက်ပွားစနစ်ကိုကျန်းမာစေဖို့အထောက်အကူပေးတယ်လို့တိုင်ငေါကျန်းမာစီဖို့လည်းအထောက်အကူပေးနိုင်ပါတယ်ဒါကြောင့်တိုင်ငေါကျန်းမာစီဖို့ဆိုရင်ဘန်ကော့ဘီစိမ်းကိုစားပြလို့ရပါရဲ့ရှင်နောက်တစ်မျိုးကတော့ငရုတ် ပွားပါမရုပ်ပွားမှာဆိုရင်ဗီတာမင် C ပါဝင်နေတာကြောင့်အိမ်မီတာကိုတိုက်ဖြတ်ပေးနိုင်တဲ့ဒလိုဆက်ကြီးအာနိသင်ကြီးကျော်ဝါစွာပါဝင်နေပါတယ်ဒါအပြင်ဗီတာမင် C ကျော်ဝါတာကတဲ့အိမ်ကောင်းအောင်ကျန်းမာစေသလိုတဲ့အိမ်ကောင်းကင်ဆာဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်ကိုလည်းအတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်ပါတယ်ဒါကြောင့်တဲ့အိမ်ကောင်းကျန်းမာဖို့ဆိုရင်မရုပ်ပွားကိုလည်းစားပေးလို့ရပါတယ်ရှင်နောက်ဆုံးတစ်မျိုးကတော့ဟင်းလူနယ်ပါဒလိုဆက်ကြီးပစ္စည်းတွေဖြစ်ကြရဲ့ဗီတာမင် C နဲ့ဗီတာမင် E တို့ကျော်ဝါစွာပါဝင်နေတာကြောင့်ခန္ဓာကိုယ်တန်ဆွမ်းကျန်းမာစေဖို့ထောက် ောက်ကူပေးနိုင်ပါတယ်။ဟိန္ဒူနယ်မှာအမျိုးသမီးတွေကျန်းမာရေးကိုထောက်ကူပေးနိုင်တဲ့အာဟာရဓာတ်တွေများစွာပါဝင်နေပါတယ်။ဒါကြောင့်တိုင်ငေါကျန်းမာစီဖို့ဆိုရင်ဟိန္ဒူနယ်ရွက်ကိုစားပေးဖို့အကြံပြုပါရစေရှင်။မြန်မာပြည်လို့အဆုံးသတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ် video တွေမှာပြန်တွေ့ကြပါဖို့ရှင်။